အားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ။ကျွန်တော်ဒီကနေ့ညမှာတော့ Arsenal အသင်းနဲ့ The Brighton အသင်းတို့ EFN ပွဲစဉ်အဖြစ်ဒါရှင်ပြိုင်ကစားမယ် Emirates Stadium မှာရှင်ပြိုင်ကစားမယ်ပေါ့လေ။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါနီးပြမီ KR Data ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်။ဒီသတင်းစာရှင်းလင်းပွဲမှာဆိုလို့ရှိရင်ဒါမီ KR Data အနေနဲ့ဒါသူရွေးချယ်အသုံးပြုမဲ့ကစားသမားတွေအကြောင်းများသောပါသလို့ဒါဒဏ်ရာကနေဒါ ပြန်လည်တက်တာလာတဲ့ကစားသမားတွေအကြောင်းလဲပါဝင်ပြီးတော့ဒီပွဲစဉ်ကိုလွဲချော်သွားမယ့်ကစားသမားတွေအကြောင်းလဲအများကြီးပြောကြားထားတယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ Mikel Arteta ကဒါ ဟိုဘယ်လိုပြောမလဲမီဒီယာတွေရဲ့မေးမြန်းမှုကိုဒါအရင်ဆုံးသူ့အနေနဲ့ဖြေကြားခဲ့တယ်ဒါဒီနေရာမှာဘာတွေမေးခဲ့လဲဆိုတော့မီဒီယာတွေကဒါဘန်ဝိုက်ဘာလို့ပွဲကစားချိန်တွေမရတာလဲဆိုတော့ဒါမေးခွန်းကိုအရင်ဆုံးမေးခဲ့တယ်ဒါဒီနေရာမှာတော့ MKR data ကဒါဘန်ဝိုက်အနေနဲ့ရက်တတပတ်အနည်းငယ်လောက်အားယူရမယ်ဒဏ်ရာမျိုးရရှိထားတာဖြစ်တဲ့အတွက်ဒါသူ့ကိုကျွန်တော်တို့တွေကဒါအကောင်းဆုံးဒါဘယ်လိုပြောမလဲထိန်ညိဟိုထိန်ညိပေးထားတယ်ဆိုပြီးတော့ဒါ MKR data ကပြောကြားထားပြီးတော့မကြခင်မှာသူ့အနေနဲ့ပွဲကစား ားချိန်တွေပြန်ရလာနိုင်ပြီးတော့ဒီနေ့ပွဲစဉ်မှာတော့သူ့ကိုကျွန်တော်အနေနဲ့ဒါရွေးချယ်ပစ်သွားနိုင်တယ်ဆိုတော့ဒါပုံစံမျိုးတွေမီခေအာတီတာကပြန်လဲဖြေချားထားတယ်ဒါတစ်ဆက်သေးမှာပဲဒီပွဲစဉ်ကိုဝီလီယံဆာလီဘာနဲ့ဒါဂါရီယယ်မာတင်နယ်လီတို့နှစ်ယောက်စလုံးကလည်းလွဲချော်မယ်ဆိုပြီးတော့မီခေအာတီတာကအတည်ပြုထားတယ်ဒါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မီခေအာတီတာကဒါမက်ချ်တောင်းမန်နဲ့ပတ်သက်ပြီးတော့မေးမြန်းမှုတွေရှိခဲ့တယ်မက်ချ်တောင်းမန်ရောဒီနေ့ပွဲစဉ်မှာပြန်လဲပါဝင်လာနိုင်လားဆိုတော့ဒါမေးခွန်းကိုမက်ချ်တောင်းမန်အနေနဲ့ဒါအာဆင်နယ် ်မှာအရန်ကိုပျော်နေပြီးတော့ဒါသူကအာဆင်နယ်ပရိသတ်တယောက်ဖြစ်တာနဲ့အညီသူ့ရဲ့မိသားစုတွေကလည်းအာဆင်နယ်ပရိသတ်ဖြစ်တယ်ဆိုပြီးတော့ဒါမီကေအာဒီတာကဖြေကြားထားတယ်ဒါဒီနေ့ပွဲစဉ်မှာမတ်တောင်းမန်ကိုအတုံးပြုခြင်းမပြုခြင်းအပေါ်ကဒါသူ့ရဲ့စူးစမ်းအားထုတ်မှုတွေကကျွန်တော်တို့ အာဆင်နယ်အတွင်းတော့တကယ့်ကိုကောင်းမွန်တဲ့အပေါင်းလက္ခဏာဆောင်ရင်းနေဖြစ်ပြီးတော့ဒါသူ့ကိုကျွန်တော်အနေနဲ့အသုံးပြုချင်ပါတယ်ဆိုပြီးတော့လေဒါမီ KR data ကပြောကြားထားပြီးတော့ဒါဒီကစားသမားကိုအာဆင်နယ်အတွင်းမှာအချိန်အကြာကြီးဆက်ရှိစေချင်တယ်ဆိုပြီးတော့လေမီ KR data ကပြောကြားထားပါတယ် ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါ MKR data ကဒါဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့လဲဒါအကောင်ဆုံးပုံစံနဲ့ကစားသွားမယ်ဒါသူ့အနေနဲ့အနာပေးတဲ့ကစားသမားတွေကိုအနာပေးသွားမယ်ဆိုပြီးတော့လဲအတီးပြူပြောကြားထားတာမျိုးတွေရှိပြီးတော့ဒါ MKR data အနေနဲ့ဒါဒီရပိုင်းမှာဆိုလို့ရှိရင်ဒါသူ့အသင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါအကုန်လုံးကဒါ focus ထားပြီးတော့ဒါပြောနေကြတာမျိုးတွေရှိတယ်ဒီ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ဒါ focus ထားပြီးတော့ကျွန်တော်တို့တွေဒါ Premier League ပွဲစဉ်တွေအကြောင်းပဲဖြစ်ဖြစ်ဒါ Champions League ပွဲစဉ် နေအကြောင်းပဲဖြစ်ဖြစ်အာဆင်နယ်အသင်းအကြောင်းကိုဒါဒီလိုပြောနေတဲ့အပေါ်မီခေးအာဒေတာကဒါပြန်ပြီးပြောထားတာမျိုးရှိတယ်ဒါကပါလဲဆိုတော့မီခေးအာဒေတာကဒါဒီလိုမျိုးပြောကြားမှုတွေအပေါ်ကိုကျွန်တော်အနေနဲ့နားထောင်နေမှာမဟုတ်ဖဲနဲ့ဒါသူလှုပ်ရှားရှိတဲ့အကောင်းဆုံးလှုပ်သွားမယ်ကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒါအကောင်းဆုံးပုံစံတစ်ခုကိုပြသနိုင်နေဆိုတော့ကျွန်တော်ကစားသမားတွေပုံမှာအများကြီးမူတည်နေပြီးတော့ကျွန်တော်ကိုယ်တိုင်ရလဲဒါပ ဂိမ်းတပွဲချင်းစီတိုင်းကိုအကောင်းဆုံးအာယုံစိုက်ထားတယ်ဆိုပြီးတော့မီခေအာဒီတာကပြန်လည်ဖြေကြတာပြီးကျွန်တော်တို့အာဆင်နယ်တင်မကြခင်မှာစူဖလားအောင်မြင်မှုတွေတော့ဒါအနည်းဆက်ဆုံးနေရာမှာရှိနေမယ်ဆိုတာသိကြပြီးတော့ပွဲစဉ်တွေကအရင်နဲနေသေးတာဖြစ်တည်တိုင်အောင် ဒါယာဒီစပဲရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဒါဘာမဆူဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုမှလည်းရှိသေးတယ်ဆိုပြီးတော့ MKR data ကပြောကြားသွားပါတယ်ဒါနောက်ထပ်သတင်းပုတ်အနေနဲ့ဒါကတော့ဘယ်လိုပြောမလဲ Arsenal အဲ Arsenal 7ဆိုတဲ့ဒါသတင်းမီဒီယာတစ်ခုကဒါ Twitter မှာဖော်ပြထားတာပေါ့လေဒါဒီနေ့ညပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါဖြစ်လာနိုင်ခြေရှိတဲ့ဒါဟိုဘယ်လိုပြောမလဲပွဲထွက်လူစင်းပေါ့လေဒါဖြစ်လာနိုင်ခြေရှိတဲ့ပွဲထွက်လူစင်းနဲ့မှာဆိုလို့ရှိရင်ဒါ MKR data ကတော်တော်လေးကိုဒါကစားသမားတွေပြောင်းလဲလုပ်ထားတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးတော့ ဒါပထမပွဲစဉ်ပေါ့လေဒါပထမဒါ Crystal Palace နဲ့ပွဲစဉ်ဗျ Crystal Palace နဲ့ပွဲစဉ်မှာတဲဟိုဘယ်လိုပြောမလဲတော်တော်လေးကိုကြည့်တတ်တာပြောင်းလဲထားတယ်ဂိုသမကီပါရီကဘလကပါလာပြီးတော့ဒါပထမအဲ့ဒီဟိုဘယ်လိုပြောမလဲ Crystal Palace နဲ့ပွဲစဉ်မှာကိုသွင်းခဲ့တဲ့ EPHC အစည်းနဲ့ဒါ ကျွန်တော်တို့အနောက်တန်းမှာဆိုလို့ရှိရင် Gabriel Megathe ကိုလည်းဒါပြန်လဲအသုံးပြုလာတယ်။ဒါတိုက်စစ်မှာကတော့ထူးထူးခြားခြားပြောင်းလဲမှုတွေရှိတယ်။တိုက်စစ်၃ယောက်ကိုဒါကျွန်တော်တို့ညာချမ်းမှာဆိုလို့ရှိရင် Ethan Wanderry ကိုအသုံးပြုလာပြီးတော့ဒါကွင်းလဲအထောင်တိုက်စစ်မှာကတော့ Mike Merino ကိုအသုံးပြုလာတယ်။ဒါနောက်ထပ်ဒါ Belgian တောင်ပိုင်းတိုက်စစ်မှာကတော့ဒါ Leandro Trossard ကိုနေရာပေးလာပြီးတော့ကျွန်တော်တို့ကွင်းလဲ၃ယောက်တန်းမှာဆိုလို့ရှိရင်တော့ဒါ433ကစားကွက်မှာပေါ့လေ။ကွင်းလဲ၃ယောက်တန်းမှာဆိုလို့ရှိရင်တော့ EPJ Aziz ကိုညာချမ်းမှာထားပြီးတော့ဒါ Belgian မှာတော့ Mike Lewis Kelly ကို ောင်းကောင်းကြီးအသုံးပြုလာတာကိုတွေ့ရတယ်ကြောအနေနဲ့ဒီလိုမျိုးအသုံးပြုတဲ့အပေါ်မှာကြောအနေနဲ့အရန်ကို surprise ဖြစ်သွားတယ်ဗျာတနည်းအားဖြင့် my lewis kelly ကို dmf နေရာမျိုးမှာထားရင်တောင်းကျွန်တော်အနေနဲ့ဟိုဘာမှ mickey editor ကိုပြန်ပြီးတော့ဘယ်လိုပြောရမလဲကျွန်တော် complaint တက်နေစရာရှိမနေဘူးပေါ့လေဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါ dmf နေရာမှာတော့ christian norgas ကိုအသုံးပြုလာပြီးတော့ဒါဘယ်လိုပြောရမလဲ ဟိုဘယ်ချန်ကွင်းလေမှာတော့ဒါဘယ်ချန်ကွင်းလေမှာတော့ကျွန်တော်တို့ Mind Lewis Kelly ကိုအသုံးပြုလာတာတွေ့ရတယ်ဒီကစားသမားကိုကျွန်တော်တို့တော်တော်များများမြင်တွေ့ခဲ့ရတာကဒါဘယ်ချန်ခံစစ်ကစားသမားမဟုတ်လေဘယ်ချန်ခံစစ်ကစားသမားအနေနဲ့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ဒါဒီပွဲထွက်လူစင်းကအမှန်ကန်ဆိုလို့ရှိရင်တော့တေကြတယ်ကျွန်တော်တို့ကွင်းလေမှာ ဘယ်ကွင်းလေဘယ်ဘက်အချမ်းမှာပေါ့လေဒါ mile wide scale ကိုကျွန်တော်မြင်တွေ့ခဲ့ရမယ်ဒါအခုနောက်တန်း၄ရောက်တန်းမှာဆိုလို့ရှိရင်လေတိဒါပြောင်းလဲမှုတွေရှိတယ်ဒါဘယ်ချမ်းခံစစ်မှာဆိုလို့ရှိရင် Piero Incape ကိုအသုံးပြုလာပြီးတော့ဒါကွင်းလေဘဟုခံစစ်၂ရောက်တန်းမှာဆိုလို့ရှိရင်တော့ဒါဟို ဗာလေဂါဘရီယယ်မက်ဂါဟေးပေါ့လေဂါဘရီယယ်မက်ဂါဟေးနဲ့ဒါခရစ်စတီယန်မော်ကွေယာနှစ်ယောက်ကိုတွဲပြီးအသုံးပြုလာတယ်ဒါပြောရပြီဆိုလို့ရှိရင်တော့ညာဘက်ချမ်းပါဆိုရင်တော့ကျွန်တော်ဘန်ဝိုက်ကိုအသုံးပြုလာပြီးတော့ကိုသမားကတော့ကီပါရီကဗလာကာကိုဒါအသုံးပြုလာတယ်ဒီပွဲထွက်လူစင်းတိုင်းဆိုလို့ရှိရင်ဒါကျွန်တော်အမြင်ပေါ့လေဒါကျွန်တော်တဦးတယောက်ထဲအမြင်ဆိုလို့ရှိရင်တော့တိတ်ပြီးစိုးတယ်ထဲမှာရှိမနေဘူးအာဆင်နယ်အသင်းကဒါသူလုံးလောက်ဆရာရှိတာကိုလုံနိုင်တဲ့ဒါဒီလူ လူစုအဖွဲ့ရှိတယ်ဆိုတာကဒါကျွန်တော်တို့အကုန်လုံးတီပီးသား squad တောင်တင်းမှုတွေကတီပီးသားပဲဒါပေမဲ့ဒီနေ့ပွဲစဉ်မှာလဲဒါကျွန်တော်အထင်အရပြောမယ်ကျွန်တော်ဟိုဘယ်လိုပြောတအုပ်တယောက်ထဲအမြင်အရတိုင်းဆိုလို့ရှိရင်အာဆင်နယ်ကနိုင်သွားလိမ့်မယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဟို Brighton ဆိုတဲ့အသင်းကလဲဒါဘယ်လိုပြောမလဲ highlight defend ကြီးတွေအရန်ဆော့တယ်သူတို့အနေနဲ့ဟိုဘယ်လိုပြောမလဲနောက်တန်းမှာကြစ်လစ်မှုကအရန်အားနေတဲ့အသင်းဒါပေမဲ့ဟိုတိုက်စစ်မှာဆိုလို့ရှိရင်သူတို့လည်းထက်ထက်မြက်မြက် goal တွေပါရနိုင်နေဆိုတော့ ကျွန်တော်တို့တွေဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့ဒါဟိုဘယ်လိုမှမဲကြားချပြီးပဲကျွန်တော်အနေနဲ့ကတော့ခံမှန်းကြည့်ခြင်းနဲ့ဒါကဘာလဲဆိုတော့ဒါဂိုးပေါ်သွားမယ်လို့ဒီပွဲစဉ်ကိုထင်တယ်ကျွန်တော်ညီကိုတွေရောဘယ်လိုထင်လဲဗျဝင်ရောက်ဆွေးနွေးကြည့်ပါအောင်ကောမန့်မှာဝင်ရောက်ဆွေးနွေးကြည့်ပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်